နိုဝင်ဘာလ9ရက်နေ့မှာတော့အားလုံးစောင့်မျှော်နေကြတယ်မြန်မာနိုင်ငံကအကောင်းဆုံးအလဲထိုးကစားသမားတန့်စင်နဲ့ one championship မှာ၅ဘောစတိုက်အနိုင်ရရှိထားတဲ့ခွန်ပုံနှိုင်းတို့ကိုပွဲတည်ပေးထားပြီးတော့၅ဘောစတိုက်အနိုင်ရရှိထားတဲ့ခွန်ပုံနှိုင်းကိုတန့်စင်အနေနဲ့ခြေဖြတ်ပြနိုင်မလားကိုသုံးသပ်ပေးမှာပဲဖြစ်ပါတယ်မင်္ဂလာပါ5ဗာမီကနေကြိုးဆိုပါရယ်နိုင်ပွဲတကယ်ကိုလိုအပ်နေတဲ့ဖိုက်တာဖြစ်တဲ့တန့်စင်ကို1ချန်ပီယံရှစ်ကပွဲတစ်ပွဲဖန်တီးပေးထားတာလည်းပဲဖြစ်ပါရယ် နောက်ဆုံး၃ဘွဲ့ဆက်တိုင်ရှုံးနေထားပြီးတော့သူ့ရဲ့ထိုးတတ်ပုံကောင်းတဲ့ဆိုပေမဲ့မာဂုံယုံနေမှုကြောင့်အလဲထိုးတွေနဲ့ရှုံးနေထားတဲ့ကစားသမားပဲဖြစ်ပါတယ်။မာဂုံနဲ့တာကြောင့်လည်းဝေဖန်ခံထားရတဲ့ကစားသမားလည်းပဲဖြစ်ပါတယ်။လက်ရှိမှာလည်းစူပါလက်ဂျင်မှာလေ့ကျင့်နေတာဖြစ်ပြီးတော့ပြီးခဲ့တဲ့ပြိုင်ပွဲမတိုင်ခင်ကတည်းကလေ့ကျင့်နေတာလည်းပဲဖြစ်ပါတယ်။အများကြီးမျှော်လင့်ထားတဲ့ဆိုပေမဲ့ဩဂုတ်လ15ရက်နေ့ကကျင်းပတဲ့ပွဲမှာကင်ဆန်လက်ရဲ့အမြင့်ကန်ချက်ကြောင့်ပထမအချိန်မှာတဲ့အလဲထိုးနဲ့ရှုံးနေခဲ့တာလည်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ကစားသမားတွေထဲမှာအဝေးဖန်ခံရဆုံးကစားသမားလို့ပြောလို့ရတဲ့ကစားသမားပဲဖြစ်ပါတယ်။အသက်အရွယ်အားဖြင့်22နှစ်ခန့်ရှိပြီဖြစ်ပြီးတော့လိုကစ်နဲ့ဘိုရီကစ်များကိုအများဆုံးအသုံးပြုနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ခြေခံအပြင်းပြီးတော့တိုက်စစ်ဖွင့်ထိုးတဲ့ကစားသမားဖြစ်တာကြောင့်မြန်မာပြည်သက်တွေကြိုက်တဲ့ကစားဟန်မျိုးပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်လည်းပဲဖြစ်ပါတယ်။ပညာပိုင်းအများကြီးလိုအပ်နေတဲ့ကစားသမားလို့လည်းပြောလို့ရတယ် ဒီဘွဲကိုနိုင်အောင်ကစားပြီးတော့မြန်မာပိသက်တည်းရဲ့ဝေဖန်မှုကနေခင်အောင်ကစားရမှာလည်းပဲဖြစ်ပါတယ်။တဖက်ကပြိုင်ပဲဖြစ်တဲ့ခုံဖုံနှိုင်းကတော့ထိုင်းနိုင်ငံကစားသမားဖြစ်ပြီးတော့စိုးလင်းဦးနဲ့ဘာမှမတော်ပဲရုပ်ချင်းတူတဲ့ဆက်ဆံရဲ့ညီလေးပဲဖြစ်ပါတယ်။ဒီကစားသမားကကျွန်တော်တို့မြန်မာပိသက်တည်းနဲ့မဆိုင်တဲ့ကစားသမားပဲဖြစ်ပါတယ်။အပီလာ7ရက်နေ့မှာတော့ကစားခဲ့တဲ့ပွဲမှာကျွန်တော်တို့မြန်မာကစားသမားဖြစ်တဲ့စုံရက်ကိုတိုင်းအဆုံးဖြတ်နဲ့အနိုင်ရရှိထားတဲ့ကစားသမားလည်းပဲဖြစ်ပါတယ် ဒီအချက်ကိုကြည့်မယ်ဆိုရင်လည်းခွန်ဖုံနှွမ်းရဲ့ပညာကိုရှော့တွက်လို့တော့မရပါဘူးအသက်ရဲ့အားဖြင့်တော့32နှစ်ခန့်ရှိပြီဖြစ်ပြီးတော့တန်းစင်ထက်ကို17နှစ်လောက်ကိုပိုကြီးပါတယ်ဝမ်ချန်ပီယံရှစ်မှာစုစုပေါင်း9ပွဲထိုးထားပြီးတော့9ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်ကောင်းတာကစားသမားဖြစ်ပြီးတော့ခြေကန်လက်တီးတောင်ရိုက်ချက်စုံနေအောင်ကစားတတ်တဲ့ကစားသမားလည်းပဲဖြစ်ပါရယ်ငါးဘွယ်ဆက်အနိုင်ရရှိထားရတဲ့ဆိုတဲ့အင်အားကတော့အထင်ကြီးစရာ ကစားသမားလည်းပဲဖြစ်ပါရယ် တေဂျာရတခုကတော့တန်းစင်ရဲ့အလဲထိုးပါဝါက ပိုပြီးတော့အရေးကြီးရလို့ပြောလို့ရတယ်။ကျွန်တော်ရဲ့အမြင်ရဆိုရင်ထိုးနေကြပုံစံအတိုင်းပဲထိုးစီခြင်းနဲ့တန်းစင်ရဲ့အာသာတဲ့အပိုင်းဖြစ်တဲ့ locate ကဒီဘွဲမှာထိုးလို့အကောင်းဆုံးပိုပြီးတော့အာသာတယ်လို့ပြောလို့ရတယ်။ခါအထပ်ပိုင်းကိုကံမယ်ဆိုလို့ရှိရင်တော့အန်တရေတော်တော်များတယ်လို့မြင်မိရဲ့။ဝိထိုင်းပညာကောင်းတဲ့ကစားသမားတွေကခြေတောက်ကိုပြန်ကင်တဲ့အပိုင်းမှာအတော်လေးကိုအားတာရပဲဖြစ်ပါတယ်။ပွဲချင်းအပြည့်ပိုင်းမှာတော့ခံမှန်းရတော်တော်လေးကိုခတ်ပါတယ်။ တပ်စင်ကထိုးခဲ့တဲ့ပွဲတော်မများကိုအလဲထိုးတွေနဲ့ကြီးကစားခဲ့တာကြောင့်မလို့တုံးကြီးအပြင်မှာဘသူကပူအားတမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ကစားသမားကဘလောက်ကောင်းကောင်းတန်းစင်ရဲ့ထိုးပုံထိုးပေါင်းနဲ့ဆိုနောက်ဆုံးအချိန်ထိရောက်အောင်ထိုးတက်ရလောက်မယ်လို့တော့မထင်ဘူး။ထိုးတက်ရမယ်ဆိုလို့ရှိရင်လည်းတန်းစင်ဘက်ကနေအာမနဲလောက်ဘူးလို့မြင်မိပါတယ်။ပြင်ဆင်ချိန်ကရာသေးတာမို့ပြိုင်ဘက်အပေါ်အများကြီးပြင်ဆင်ထားလို့ရပါတယ်။ တက်စင်အတွက်စိန်ခေါ်မှုကလည်းအရန်ကိုကြီးပါတယ်ဝမ်ချမ်ပီယံရှစ်မှာထိုးနေတဲ့မြန်မာကစားသမားတော်တော်များတယ်ဆိုပေမဲ့ဒီကစားသမားတွေရဲ့မှာတက်စင်ကဝေဖန်ခံရတာအများဆုံးဖြစ်နေတာကြောင့်မလို့အနိုင်ရလက်ကတော်တော်လေးကိုအရေးကြီးပါတယ် pressure တော်တော်လေးပြီးနေတာကြောင့်သူ့အတွက်အားဖြစ်စင်မဲ့အားပေးမှုတွေကအတော်လေးကိုလိုအပ်နေရလဲပဲဖြစ်ပါတယ်တသင်ဒီပွဲကိုအနိုင်ထိုးပြီးတော့ဝေဖန်မှုတွေရတတ်ဖို့လိုအပ်နေတာလည်းပဲဖြစ်ပါတယ်။တသင်ကဒီပွဲကိုအလဲထိုးနဲ့အနိုင်ရရှိပြီးတော့ ဝဝဲမှုတွေရက်တန့်အောင်လုပ်ဖို့တွားတော်တော်လေးကိုလိုအပ်နေတာလည်းပဲဖြစ်ပါတယ်။ဒီပွဲမှာတန့်စင်ကလဲတိုးပါဝါရှိတာကြောင့်မလို့တန့်စင်အသာစီးရနိုင်ပါတယ်။အရင်အမြင်ကတော့တူတူလောက်ပဲမို့မျောလင်းလို့ရပါတယ်။တန်းစင်ဒီဘွဲမှာမလောဘူးတော့လို့မယ်။တဖက်ကကစားသမားကတဖက်ဆက်ပိုင်းမှာတော်တော်လေးကိုအားကောင်းနေဆိုပေမဲ့တန်းစင်ရဲ့အားကောင်းတဲ့လိုကစ်တွေကြောင့်ကောင်းကောင်းကြီးကိုဒုက္ခရောက်နိုင်ပါတယ်။အကယ်၍တုံးချီပြေးခဲ့မယ်ဆိုရင်တောင်မှတန်းစင်နိုင်နိုင်ပါတယ်။ ျွန်တော်ခံမှန်းချက်ကတော့တန့်စင်ကဒုတိယအချီလောက်မှာအလဲထုံနဲ့အနိုင်ရရှိလိုက်မယ်လို့တော့ထင်မိပါတယ်။ brother တို့အနေနဲ့ကောဒီဘွဲကိုဘယ်သူအနိုင်ရရှိမယ်လို့ထင်တယ်။မင်္ဂလာပါ။ကျွန်တော်ရဲ့ channel လေးကတော့ Five Cat the Five Analysis တွေနဲ့ပွဲချုပ်ခံမှန်းချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ like share subscribe လေးနှိပ်ပြီးတော့အားပေးကြလို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။